လက်နဲ့မရှိတဲ့ပြည်သူကြတော့သေရဲတဲ့ကောင်ထွက်ခွဲ့မင်းတို့တွေဟမ်ဘယ်ကောင်သေရဲလဲရန်ကားမိုက်ရိုင်းတက်ပြစ်ခါအဲ့ဒီပြည်သူကပဲမခံနိုင်လို့လက်နဲ့ကင်ပြီးတော့ပြန်ပြစ်တဲ့အချိန်ကြတော့အကုန်လုံးထွက်ပြေးတယ်ဒါလားစတန်ဒတ်အာမီဟမ်စတန်ဒတ်အာမီစတန်ဒတ်အာမီတို့အော်နေကြတာစတန်ဒတ်အာမီဆိုတာဒါဟုတ်ပြောတာလက်ရှိထိုင်းနေတဲ့ရုပ်တွေကိုကြည့်ကျွန်ဆောက်တဲ့တရစီကတတ်ရတည်တယ်နဲသူများနိုင်ငံနဲ့ရှင်လိုက်ရင်တော့မှစတန်ဒတ်အာမီရှက်စရာကြီးနော်အခုလက်ရှိ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဘလက်ဒိုစခန်းကို KNA ပူပေါင်းအဖွဲ့တွေဝင်ရောက်တိုက်တဲ့အချိန်မှာ63កောင်နော်63ဦးမပြောတော့ပါဘူးဘာဖြစ်လို့63កောင်ထိုင်းတဲ့ကိုဝင်ပြေးတယ်အဲ့ဒီဝင်ပြေးတဲ့63កောင်အခုထိုင်းကလက်မခံဘူးဘာဖြစ်လို့လဲဆိုတော့အရင်လိုမျိုးညမတီနေ जा ကော်မတီကနေပြန်လွှဲပေးမှလည်းမဟုတ်ပဲနဲ့မင်းတို့လာရလမ်းတိုင်းမင်းတို့ပြန်တိုက်ပွဲလွတ်တဲ့နေရာမှာမင်းတို့နီးနဲ့မင်းတို့ပြန်ဝင်ဒီထိုင်းမချမ်းလုံးဝလက်မခံဘူးသူခွေးမောင်းသူတို့ပြန်မောင်းထုတ်ပြီးစစ်နေတဲ့ရုပ်တွေကြည့်အောင် အဲ့တော့အဲ့တော့ဒီကောင်တွေကိုတနာစရာအကြောင်းမရှိဘူးเนาะအခုလက်ရှိကရင်အနေနဲ့ဘူဝမ်ဖွဲ့တွေဝင်ရောက်တိုက်တယ်မနိုင်ဘူးလားအလံမြူထောင်လိုက်လေဘာမှသူများနိုင်ငံတွေကိုဝင်ပြေးစရာအကြောင်းမရှိဘူးအရှုံးကိုလက်မခံရဲဘူးဆိုတာလေလက်ရှိစစ်ဘုံဂျုတ်တွေကစပြီးတော့အောက်ခြေစစ်ခွေးတွေအထိဒီကောင်တွေကယောက်ျားတက်တိမရှိဘူးယောက်ျားဆိုတာရှင်ပြန်ရဲရတယ်ရှင်ပြန်လို့ရှိရင်အရှုံးအနိုင်ကိုလက်ခံရဲရတယ်ငါရှုံးတာငါနိုင်လားအဲ့ဒီအပေါ်မှာရဲရဲမွန်းလက်ခံရဲရတယ်လက်ရှိမင်း လက်ရှိမင်းအောင်လှိုင်ကစပြီးတော့နော်အောက်ခြေစစ်ခွေးတွေအထိဒီကောင်နေအရှုံးနိုင်ကိုလက်မခံရဘူးနော်မင်းအောင်လှိုင်ရဲ့အထိနော်ဒါကြောင့်မလို့ကြမ်းဖက်ပါတီဝင်တွေအားလုံးဟာကိုကိုပြည်သူလက်မခံလို့နော်ဘာလို့ဆိုကြမ်းဖက်ပါတီဝင်ခေါင်းဆောင်ပိုင်းတွေအကုန်လုံးဟာလက်ရှိစစ်တပ်ကနေဘောင်းကြီးချွတ်လာတဲ့ကောင်းကြီးပဲနော်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တယ်ကိုကကိုစောက်ကျင့်မကောင်းလို့ပြည်သူလက်မခံလို့မဲမရတာလေအဲ့ဒါကိုဘာဖြစ်လဲအမ်းမဲမတမအောင်ဘာဖြစ်လဲမင်းအောင်နိုင်ကိုသွားတိုက်တယ်မင်းအောင်နိုင်ကလည်း ်သူကတမနာယာဓုကိုတောင်းထားတယ်စဉ်းစားကြည့်လေတမနာယာဓုကသူ့အမဲ့လင်တောင်းလိုက်ရငါသားမင်းအောင်နိုင်အတွက်ငါဘယင်ငါသားမင်းအောင်နိုင်ကြီးလိုက်တမနာယာဓုပေးလို့ပြောရတဲ့အမွေမဟုတ်ဘူးလေသူ့ကိုတမနာယာဓုပေးရအောင်ဟမ်ဘလို့ကောင်းမျိုးစဉ်းစားလို့မတတ်တော့ဘူးအဲ့တော့ဘာဖြစ်လဲအရှုံးကိုလက်မခံတာနော်လက်ရှိစစ်ဘိုလ်ချုပ်ဒီနောက်ပိုင်းခေတ်စစ်ဘိုလ်ချုပ်တွေဟာအရှုံးကိုလက်မခံရဲတဲ့အောက်တန်းစားတွေဘလောင်းပလဲပြောတတ်တဲ့မိမ့်မွှင်တွေနော်အခုလည်းကြည့် ော်ဘလတိုစခန်းကိုကရန်နေပူအောင်ဖွဲ့ဝင်တိုက်တယ်မနိုင်ဘူးလားမနိုင်အလံလူထောင်လိုက်လေလက်နှက်ချအညံ့ခံလိုက်လေသူများနိုင်ငံတွေကိုတိတ်ခမဲ့ဆိုတာဘာကြောင့်ဝင်ပြေးစရာအကြောင်းရှိတယ်စောက်ရှက်မရှိလို့ဝင်ပြေးတာပေါ့ဟုတ်တယ်မလားရှင်းနေတယ်နော်လက်လက်ချပြီးအလံပြူထောင်တဲ့လူတွေကိုဘယ်သူကရေးဆက်ဆက်ပြစ်တတ်နေလဲကိုွန်ကျွေးထမင်းကျွေးပြီးတော့ဟိုမှာကောင်းကောင်းမုံမုံထားတော့ပြည်သူတွေကစဲနေတာဟုတ်တယ်မလားအခုအဲ့ကောင်တွေဘာဖြစ်နေလဲဆိုခွေးကျွန်းတင်လို့ဖြစ်နေပြီနော်ဒီဘက်ကစစ်တပ်ကောင်စီဘက်ကိုပြန်မယ်ဆိုလို့ရှိရင်လည်း တပွက်လုံး63ကောင်လုံးထွက်ပြေးတာဆိုတော့တန်ရင်တပ်ဖွဲ့လိုက်အကုန်စုမိပြေးတာဆိုတော့အေးယူကန်ထိမယ်နော်အဲ့တော့ထိုင်းထဲမှာဆက်နေဖို့ကြတော့ထိုင်းရလက်မခံပြန်ဘူးရုပ်တွေကိုလည်းကြည့် standard army ရုပ်တွေနော်အခုတည်င်းလေးကိုကျွန်တော်ဖတ်ပြပါဦးမယ်ကရင်ပြည်နယ်ကော့ဂရက်မြို့နယ်ထိုင်းမြန်မာနယ်စပ်ဘလက်ဒိုဂျီရောအနီးရှိစစ်တပ်စခန်းကို KNLA ဥဆောင်တော်တော်လန်ရဲတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရတယ်စစ်ကောင်စီတပ်ဖွဲ့မှအများအပြားထိုင်းနိုင်ငံဘက်ခြမ်းတို့ထွက်ပြေးတွားပြီးလက်နက်ချလူများလည်းအများအပြားရှိကြောင်းရှေ့တန်းတော်လန်ရဲတရင်းကြီးကပြောဆိုတယ် မေလ23ရက်နေ့ညနေ9နာရီအချိန်စစ်ကောင်စီတပ်ကြီးဘလက်ဒိုစကန်ကို KNU တပ်မဟာ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN ၏ကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO နှင့်ပြည်သူ့ကာကွယ်တပ်မတော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းဆိုပါစကန်ထိုင်တိုက်ပွဲတွင်စစ်တပ်ဘက်မှတေဆုံးသည့်လူများရှိပြီးလက်နက်ချလူများလည်းရှိကြောင်းထိုင်းနိုင်ငံဘက်အစံတို့ထွက်ပြေးသူများလည်းရှိနေကြောင်းတော်လိုင်းသတင်းမြင့်ကဆိုတဲ့စကန်ထဲမှာလည်းတေတဲ့စစ်သားအလုံးတွေအများပြားတယ် လက်နဲ့ချတာလည်း20ဦးကျော်ရှိတယ်ထိုင်းဘက်ကိုထွက်ပြေးတာလည်း25ဦးလောက်ရှိတယ်တကယ်တော့ထိုင်းဘက်ပြေးတာတော့65ဦးပါစကမ်းမှာအင်အား100လောက်တက်ဆွဲထားတာအခုထွက်ပြေးပြီးစိုက်ပျိုးရေးအခင်းတွေထဲမှာပုံနေတဲ့ကောင်တွေလည်းရှိသေးတယ်ရှင်းလင်းရေးတွေလုပ်နေတော့မဲ့ဟုတ်ရှေ့တန်းတော်လိုင်းသတင်းမြင့်ကဆိုတဲ့ထိုင်းခြေဆိုင်မက်ဒစတိုဒရင်းဌာနကလည်း KNU ဘလက်ဒိုစကန်းကိုတိမ့်ပိုက်ပြီးနောက်တေဆုံးသူထွက်ပြေးသူတွေဒဏ်ရာရသူစစ်သား60ဦးခန့်ရှေ့ပြီးထွက်ပြေးလာသူများမှာထိုင်းပိုင်နဲ့နယ်မြေအတွင်းတို့ဝန်လာနိုင်ကြောင်းသတင်းရေးသားဖော်ပြထားတယ် PNA မှာမိဖူအောင်တက်ကချိန်မုံနိုင်ခဲ့ပြီဖြစ်တော့ဘလက်ဒိုစကမ်းမှာ2022ခုနှစ်မတ်လ29ရက်နေ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်ရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သား60ခန့်တေဆုံးခဲ့ကြောင်းစစ်ကောင်စီကရင်းစကမ်းကိုပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလတွင်နှစ်ကြိမ်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။လက်တလောတေဘောဘူးရွာရှိတေဘောဘူးတက်စစ်တပ်စခန်းကို KNL မှာမိတ်တပ်များကဆက်လက်ပိတ်ဆို့လျက်ရှိကြောင်းထို့ပြင် Wallace စစ်ဗျူဟာ ကနဲလေးစခန်းထီပလဲစခန်းဩကရိဌစခန်းတို့ကိုလည်း KNN မာမိတ်တများကဝန်ဝန်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNN သတင်းရင်းမြစ်ကပြောဆိုတယ်။နော်ဒါကတော့လက်ရှိပထမသတင်းပေါ့နော်နောက်သတင်းကတော့အခုထိုင်းမြန်မာနယ်စပ် KNU တိမ့်ပိုက်ထားတဲ့စစ်တပ်ဘလက်ဒိုစခန်းမှာထွက်ပြေးလာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်သို့ပြန်ရန်နှင်ထုတ်နေကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခရစ်သတင်းဌာနကပြောဆိုတယ်။ ယမန်နဲ့23ရက်နေ့ညနေပိုင်းထိုင်းမြန်မာနယ်စပ်ကြီးစစ်ကောင်စီ၏ဘလက်ဒိုစကန်ကို KNU တပ်မ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ၏ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်တိမ်းပိုက်ခဲ့ကြောင်းအဆိုပါစကန်တိုင်းတိုက်ပွဲတွင်စစ်တပ်ဘက်မှ30ကျော်လက်နက်ချပြီးစစ်သားအလောင်း10လောင်းရရှိကြောင်းထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသူစစ်သား63ဦးရှိကြောင်းသိရသည်။ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားသောမြန်မာစစ်သား63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်သို့ပြန်ကူးရန်နှင်ထုတ်နေကြောင်း မြန်မာစစ်သားများကိုရခိုင်ကဲ့သို့မြန်မာစစ်ကောင်စီထံသို့ပြန်လွှဲပေးခြင်းမလုပ်တော့ဘဲဘေးလွတ်ရာမြန်မာဘက်အချမ်းတို့ပြန်ကူးရန်ထိုင်းစစ်တပ်ကဖိအားပေးနှင်ထုတ်နေကြောင်းသိရတယ်။ထိုင်းဘက်ကိုထွက်ပြေးသွားတာ63ဦးရှိတယ်။အရက်ဝစ်တွေနဲ့လက်နက်မပါဘူး။အဲ့ဒါထိုင်းစစ်တပ်ကထိုင်းနဲ့အဝင်မခံဘူး။ပြန်ထွက်ခိုင်းနေတယ်လို့သိရတယ်။မြန်မာဘက်အချမ်းတိုက်ပွဲလွတ်မဲ့နေရာပြန်ပြေးဝင်ဖို့ပြောနေတယ်။ထိုင်းစစ်တပ်ကသူတို့ဘာသာသူတို့လွတ်မဲ့နေရာပြန်ဝင်ခိုင်းနေတာထိုင်းကနေပြန်နှင်းနေတာလုံးဝလက်မခံဘူး။အရင်လိုမြောက်ပြည်နယ်ခြားကော်မတီကနေလည်းပြန်မလွှဲဘူး။ မင်းတို့အစဉ်ပြေမဲ့ဘက်ပြန်ကူးတော့ငါတို့လက်မခံဘူးဆိုပြီးဖြစ်နေတာဖပြေးတဲ့ကောင်တွေကလည်းစစ်တောင်းတစ်ချောင်းလုံးစခန်းဆွန့်ခွာပြေးတာဖြစ်လို့စစ်တပ်ဘက်ပြန်လွှဲရင်လည်းအေးအေးယူခံရမှာဆိုတော့ဒီကောင်တွေစုတ်လဲစုစားလဲယူကိန်းဖြစ်နေတာဟုထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်းကြီးကပြောတယ်ဘယ်လိုလိုစခန်းတိုင်းတိုက်ပွဲတွေတော်လန်ရေးတပ်သားများဘက်မှရဲဘော်တော်ဦးကြာဆုံးခဲ့ပြီးဆယ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလက်ရှိချိန်တွင် KNN နဲ့ဥဆောင်သောပူးပေါင်းမဟာမိတ်တပ်များကထိုင်းမြန်မာနယ်စပ်ကြီးစစ်ကောင်စီတပ်စခန်းအလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေချက်ရှိကြောင်းသိရတယ် တရင်ဖတ်ကလာရရှိလိုက်တာကွာသူတို့တရင်မျိုးတွေအမြဲဖတ်ရှင်တာဟမ်ဘလောက်ရရရှိတယ်ကဲကဲခေါ်လိုက်ပါဟိုဘက်ကမန်ရှင်းခေါ်လိုက်ပါចောင်စိုးဦးတို့ဇော်ဘုံဟောင်းတို့ចောင်မျိုးမင်းတို့အဲဘာလဲရှိသေးတယ်ဟိုဟိုဘာဆိုတော်ဆိုတော့កောင်ပါစပင်းနီចောင်နဲ့ဟိုအင်္ဂလိပ်မတ်စပုတ်ယုံနဲ့အဲအဲ့ဒီកောင်တို့နောက်ရှိပါသေးတယ်ဟမ်ပေါက်မန်း40ပြောနေတာပြောလိုက်လို့ရှိရင်တို့စစ်တပ်ဘက်ကအကုန်ထိထားတာတော့ကိုလို့ပြစ်ကူစစ်ကူဘယ်လိုလုပ်ထားတာအေးဆွေးပဲလို့ဟုတ်လား အဘောအရင်တန်တန်နဲ့ဟောနေတယ်အရှိမဖုံးတုံးထောင်ပြီးတော့ဗာတက်တဲ့ဗီဒီယိုဖိုင်နဲ့မရှိဓာတ်ပုံနဲ့မရှိနော်ကြည်တော့ဒို့တော်လှန်ရေးဘက်အချမ်းကလေတင်ခဲ့တဲ့တည်င်းမှန်တယ်များအဲ့လိုတက်တဲ့တက်ကရရနဲ့ယောဟန်ဒီမှာဘယ်စကန်းကိုဒိန်းတာမင်းတို့ခွေးတွေဘလို့ပြစ်နေတယ်တိတိကျကျအဲ့လိုတင်ရတယ်နော်မတိကျတဲ့တည်င်းဆိုငါတို့ဘက်ကလည်းလက်မခံဘူးရှင်းလားနော်အဲ့တော့ပြောချင်တာကမင်းတို့ဘက်ကရှုံးနေတယ်အရှုံးကြီးကိုဘာဖြစ်လို့လက်မခံတာလဲလက်ရှိစစ်ရှုံးနေတာဘလူဘက်ကရှုံးနေတာ အရှုံးကိုလက်ခံကြလိုက်ဟဲ့တိုင်းဒီဟာအေးစေးဖြူသွားမှာလေရှင်းရှင်းလေးနော်ပြည်သူဘက်ကတော့လက်မခံတော့ဘူးပြည်သူကစားခဲ့တဲ့ပွဲမဟုတ်ဘူးမင်းတို့စားတဲ့ပွဲနော်မင်းတို့စားတဲ့ပွဲမှာအခုမင်းတို့ပိုးဆိုးပဆက်ရှုံးနေတာဒါပေမဲ့မင်းတို့တွေကမိမလောင်းမိမချာနေဆိုတော့အရှုံးကိုလက်မခံရဲကြဘူးအဲ့တော့ယောက်ျားပီတာကိုလိုအပ်တယ်နော်ယောက်ျားပီပီ ရှင်ပြန်ဖို့လိုအပ်တယ်မင်းတို့မှာနံပါတ်1တိုင်းပြည်ရဲ့ဘန်နာကိုဖင်ကူးထိုင်ပြီးတော့ဒီပြည်သူကိုပြန်တိုက်တဲ့နေမှာမင်းတို့တုံးနေတယ် နော်နိုင်ငံပိုင်ပတ်စံနဲ့ဝယ်ထားတဲ့ဒီယဟန်ရင်တွေတိုက်လေရင်တွေအတုံးပြူပြီးတော့ဒီပြည်သူကိုပြန်လဲဘုံကျဲနေတယ်အဲ့ဒါတောင်မှမင်းတို့ကအခုစကမ်းတွေတစ်ခုပြီးတစ်ခုနော်စွန့်လွတ်ကပြီးအရှုံးကြီးရှုံးနေတာဒါပေမဲ့အဲ့ဒီအရှုံးကိုမင်းတို့လက်မခံဘူးနော်အဲ့တော့ပြောချင်တာကကွာယောက်ျားပြည်သားလိုက်ကြပါတော့မင်းတို့ပဲအချမ်းမှရှိတဲ့ဒီမင်းအောင်နိုင်ရစပြီးတော့အောက်ခြေစစ်ခွေးတွေအစုံထိနော်စစ်သားတွေလည်းဒုက္ခရောက်နေကြတယ်ဘာလို့စစ်ခွေးနဲ့စစ်သားနှစ်ဖွဲ့ရှိတာ ਉਹ နော်တကယ်စစ်သားတွေရဲ့နော် ထွက်လဲထွက်လို့မရနော်ဒီထဲမှာ ਨੇ မိသားစုနဲ့ဒုက္ခရောက်နော်အဲ့ဒီစစ်သားတွေမျက်နှာကိုထောက်ရှုပေးပါနော်မင်းတို့တကယ်စစ်တပ်ကိုရှစ်တယ်ဆိုလို့ရှိရင်စစ်တပ်ကိုစစ်တမ်းလင်းအားပြန်ခိုင်းလိုက်ဒီအပြေကပြီးနေတယ်ထောက်တယ်မဒီပွဲမှာဒီအာနာသိမ့်ပွဲမှာငါတို့ရှုံးတယ်နော်ငါတို့စစ်တပ်ကိုငါတို့စစ်တမ်းလင်းအားပြန်ခေါ်ဝါမယ်ဒီအာနာသိမ့်မှုမှာပြည်သူကိုသွားပြီးတော့ဒုက္ခပေးတဲ့တက်ဆိုင်ရာအကောင်တွေကိုမင်းတို့ရင်းယူကြပါငါတို့စစ်သားတွေကစစ်တမ်းလင်းအားပြန်မယ်ပွဲရပြီးွားပြီး James ပွဲပြီး meeting နောက်တစ်ကြိမ်မင်း online တော့လက်ချင်းလေးထွက်လာမှာပေါ့ဟုတ်တယ်မလားဒါကတော့ရှင်းရှင်းလေးပဲလက်မခံလို့မရဘူးလေ तू မှွေတဲ့ပြဿနာလေ तू မှွေလဲလို့လည်းခင်ဗျားတို့စစ်တပ်ကစစ်သားတွေမှန်မှန်ဆိုသေရတယ်เนาะအခုကြည့်စကမ်းဝင်တိုက်တယ်မပြောချင်တာကဒီနေရာမှာကျွန်တော်တစ်ခုလောက်เนาะဒီဗီဒီယိုဖိုင်ကိုအဲ့ဒီစစ်သားတွေတွေ့မယ်ဆိုရင်ကျွန်တော်ပြောချင်တာခင်ဗျားတို့ရှုံးနေတဲ့အရှုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါယောက်ျားဆိုတာအရှုံးနဲ့အနိုင်နှစ်ခုကိုလက်ခံရင်းရငါနိုင်အောင်တိုက်မှန်တာနိုင်အောင်တိုက်အနိုင်ရောက်ယူလိုက်မနိုင်ဘူးလားအရှုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ နော်လက်ရှိစကမ်းတွေဝင်ပစ်တယ်ကိုမနိုင်မှန်းတင်တဲ့ဟာကိုခံလဲမပြစ်နဲ့နော်မင်းတို့ဘက်ကတေလဲမြန်မာပြည်သားပဲလာတိုက်တဲ့တော်လိုင်းဘက်ကတေလဲမြန်မာပြည်သားပဲနော်အဲ့တော့အရှုံးကိုအစတဲ့ငါတို့ရှုံးမှန်းနေဟုတ်တယ်ငါတို့စစ်သားတွေကတော့မနိုင်ဘူးကွာတော်လိုင်းအင်အားစုတို့ရောဟုတ်တယ်မှာစကမ်းယူွာငါတို့အလံယူထောင်တယ်မင်းတို့ကြိုက်တယ်လို့ငါတို့အရေးယူမင်းတို့မပြစ်ခင်တည်းကအလံယူထောင်ပြီးတော့အရှုံးပေးလိုက်ကြည့်မင်းတို့အတွက်မှက်တစ်ဖောက်စွန်းဝိုင်းကြိုက်တယ်လို့လာပြော ဒါပေမဲ့အခုလိုမျိုးတိတ်ခံမဲ့ဆိုတာသူညာနိုင်ငံကိုထွက်ပြေးတာဒါကွာမင်းတို့မင်းတို့ပြောနေတဲ့စတန်ဒတ်အာမီကိုရှက်စရာကြီးဟမ်ဘာဘယ်နေအောင်စတန်ဒတ်အာမီလဲဘာလဲစတန်ဒတ်ဆိုတာဟိုကြောင်တဲ့စတီးကစတန်ဒတ်ဟုတ်လားအဲစတီးတွေဆိုရင်စတန်ဒတ်အဲစတီးရေးတာလေဟုတ်လားကြောင်တာစတီးပဲကောင်းတယ်တိတာကြောင်တာစတီးတွေလောင်တာမီးတယ်ဟွာဆိုရင်တော့ဟွာပဲရှိတယ်နော်တိတ်မပြောချင်ဘူးတိတာအဲ့တော့စတန်ဒတ်ဆိုတာနေရာတကာမတုံးနဲ့ကိုယ့်ရဲ့စတန်ဒတ်ကိုကိုကြည့်အောင်တိတာမင်းတို့စတန်ဒတ်ကကြောင်တာစတီးဖြစ်နေပြီနော်အဲ့တော့ အခုလိုမျိုးထွက်ပြေးတော့ဟိုကထိုင်းရတယ်မင်းတို့လက်မခံတော့ဘာဖြစ်လို့တိတာထိုင်းဆိုတဲ့ဟာမျိုးကတာထဲမှာပဲနေတယ်ကွာနော်ရှင်းရှင်းလေးပဲလက်ရှိနေဆက်တောက်ချောက်အားလုံးကိုဘလူတွေပိုင်ထားပြီနော်မင်းတို့ဘောမာတွေကမြောက်ပေးတာပဲရှိတယ်တကယ်ကသေးတာသူတို့သေးတာမဟုတ်တာဟာယူအရင်အဲ့ဒီကြော်စိုးတို့ဘာလို့လက်ရှိနေမှာနော်အခုလိုမျိုးဘလက်ဒိုစခန်းတိတ်ခံရတယ်ကြော်စိုးကိုလေရင်နဲ့လာဖို့ခိုင်းလိုက်စခန်းမကြေးကြော်စိုးဥဆောင်ပြီးတိုက်ရောအဲ့ကောင်တိုက်ရဲတာအဲ့ဒါမပြောဟိုလေလိုင်းဘောကနေစပောက်ကမြောက်ပေးနေတာသေသူသေးတာမဟုတ်တာဟာယူဟမ်အောက်မှာစစ်သားတွေရဲနေသေးတာလေကွာ ဟုတ်တယ်မလားသူတို့ပြောရင်အများနိုင်နေတယ်ဟမ်ပြီးရင်စကားနေပါသွားပြန်ပြီအဲတောင်ပိုင်းမှာဆိုဘလို့ထိန်းကြတာစစ်ကူပစ်ကူတွေနောက်ထပ်အင်အားတွေဘလို့လှုပ်ထားတာရှိပါလေပေါက်မန်းနေပြောနောက်ရှိပြောဟဲ့ဟိုတက်ထိန်းငထိန်းဆိုတော့ပါဆိုတကောင်ရှိသေးတယ်အမှဟမ်စစ်သားစစ်သားလို့လိုင်းမော်တက်ပြီးအာချောင်းနေပြောလိုက်စောက်ကြီးစောက်ကြဲတည်းကြီးပဲဟမ်အကောလုံးကိုလုံးချက်ပါဘုရင်ကပြောသလိုအဆုံးကိုလက်ခံလိုက်ဒီတိုင်းကြီးရဲ့ပြဿနာပြီးပြီး နော်မင်းတို့အာနာသိမ့်တယ်အာနာသိမ့်တာကိုမင်းတို့အားပေးခဲ့တဲ့အချမ်းနဲ့အာမပေးဘဲညိန်တဲ့အချမ်းဆိုတာရှိတယ်နော်တကက်စစ်သားကောင်းတွေကမရှုပ်ဘူးစစ်သားကစစ်သားအလုပ်လုပ်ကြတယ်တိုင်းပြည်ရေးမှာဝင်မရှုပ်ဘူးစစ်သားကောင်းတွေကနော်စစ်ခွေးတွေတာအပေါ်ကအဲ့စစ်ဘုံချုပ်တွေကောင်းစားဖို့အတွက်လိုက်ဟောင်းလိုက်ကိုက်လိုက်အောနေတာနော်အဲ့တော့ဒီတိုင်းဒီပြဿနာဟာရှင်းရှင်းလေးเนาะမင်းတို့ဘက်ကအာနာသိန်းတဲ့ကောင်တွေဘက်ကရှုံးဝန်းပြီးအဲ့တော့စစ်တပ်ကိုစစ်တမ်းလေးပြန်ခေါ်ပါလိုက် နော်ဒီလက်ရှိအာဏာသိမ်းမှုမှာပါဝင်တက်တက်ကြွကြွပါဝင်လှုပ်ဆောင်ခဲ့တဲ့စစ်ရာဇမှုကျူးလွန်ထားတဲ့ကောင်တွေကိုအပြစ်ကိုခံလိုက်အဲ့ဒါဆိုရင်မင်းတို့ဘယ်တော်လိုင်းအင်အားစုမှမင်းတို့လိုက်ပြစ်မနေဘူးအာယုံနောက်လို့လမ်းဖေးခွေးပိတ်ကန်အောင်နည်းနည်းအကျိုးရှိအောင်မယ်ဟုတ်လားမင်းတို့လည်းပြစ်ကန်တာမလွှဲတာလို့ပြစ်နေရတာဘယ်ကောင်မှမပြစ်ချင်ဘူးနော်တန်ဖိုးမဲ့တဲ့ဒီလိုကောင်မျိုးတွေတိုင်းပြည်ဗန္နာကိုဖိကုထိုင်းပြည်သူကိုဒုက္ခပေးနော်အခုတို့တကယ်တကယ်ဝင်လက်နဲ့လက်နဲ့ချင်းရှင်ပြစ်မနိုင်ပါလို့လေဟမ်ကလိန်ကကြည့်ရွာတွေလက်နဲ့မရှိတဲ့ပြည်သူရွာတွေဝင်မီးရှို့ ဟမ်တွေ့ရပြီသူကျွဲနွားအကုန်လက်လက်ယူအိမ်တွေရိုက်ဖွင့်တွေ့ရလက်ဝတ်ယတနာအကုန်ခိုးယူဒါလားစကန်းထအာမီတကယ်ငါလက်နဲ့ရှိတဲ့လူတွေအခုလိုတူတင်ကိုတင်ချအချိန်မှာမပါလို့လေလေင်းနဲ့လာကြီးဘုံကျဲတယ်ဟမ်လေင်းနဲ့လာကြီးဘုံကျဲတော့မနိုင်တော့ဘာလို့ထွက်ပြေးတယ်အခုလိုဟာလက်ဖျားခါတယ်စောက်ကျိုးနဲ့စကန်းထအာမီနော်မင်းတို့တွေရှက်တိုင်းလဲနေလို့ရတယ်သိလားအဲ့တော့ယောက်ျားပီတတ်ကြပါပြောချင်တာအဲ့ဒါပဲ လူဆိုတာအရှုံးနဲ့အနိုင်နှစ်ခုကိုလက်ခံရရနော်မင်းတို့လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဓိကလက်ခံမှာကအရှုံးကိုလက်ခံမှာမင်းတို့ရှုံးသွားပြီဒီပွဲမှာအဲ့ဒီအရှုံးကိုတိတ်ခါရှိရှိလက်ခံတတ်ဖို့အရေးကြီးတယ်အဲ့ဒီအရှုံးကိုမှတိတ်ခါရှိရှိလက်မခံမှုဆိုရင်တော့မင်းတို့ရဲ့နေဝင်ချိန်ဘယ်လိုမှကောင်းမှာမဟုတ်မယုံကြည်လိုက်